အကယ်၍အိမ်မှာဒီလိုမျိုးနီလန်းလေးတွေလုံလို့မှမတတ်တာဘူးเนาะအစားတောက်တွေလည်းရှောင်တာပဲမတတ်တာဘူးဒါဆိုလို့ရှင်တော့ဆရာဝန်နဲ့တရားတော်ပြပါကျွန်တော်တို့စီးကမ်းမှာဒီနှင်းကိုကုတာတဲ့အခါကျွန်တော်တို့ကဘယ်လိုကုတာလဲဆိုလို့ရှင်ကျွန်တော်တို့ step up step down ခေါ်တယ်เนาะယောဂပြင်းထန်ရင်ပြင်းထန်တယ်လို့ယောဂနည်းရင်နည်းတယ်လို့စီးတွေတောက်စီးလိမ့်စီးဒါတွေနဲ့ကုတာတယ်ဆိုတော့နှင်းကိုကုတာတဲ့အခါမှာအရေးကြီးဆုံးကတော့နှစ်ခုရှိတယ်ပထမဆုံးကျွန်တော်တို့က ခုနပြောလိုပဲအရေပြား၆ဒါကိုကာကွယ်အောင်လို့ဒီ moisturizing lotion နဲ့ cream တွေကျွန်တော်တို့လင်းရပါတယ်ပေးရပါတယ်ပြီးတော့ရတော့အရေပြားအယောင်ကြာစီးတွေကိုသုံးရပါတယ်ညာတော့အပြင် steroid ရှိတယ်ဒါတွေကိုလင်းရပါတယ်ဒါတွေကကျွန်တော်တို့ဆရာဝန်ညွှန်ကြားချက်နဲ့ဒီ steroid မှာမှကျွန်တော်တို့ဘယ်လိုမျိုးပြင်ထန်တဲ့ steroid လဲပျော်လားအလယ်လက်စားလားဒီယောဂါနဲ့တိမ်နဲ့ပုံမှုတည်ပြီးတော့ကျွန်တော်တို့ပေးရပါတယ်နောက်တစ်ခုကအရေပြားအထူပါကျွန်တော်မျက်နှာမှာဖြစ်တာလားကိုယ်လုံးမှာဖြစ်တာလားလက်ချောင်းခြေချောင်းတွေမှာဖြစ်တာလား ဒါတွေကိုကြည့်ပြီးတော့ပေးရပါတယ်နောက်တစ်ခုကတော့ရေပြားမှာခုနပြောလို့နင်းခုမှာပိုးဝင်တာတွေရှိမရှိကျွန်တော်တို့ကြည့်ရပါတယ်လိုအပ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတွေးစစ်ဆေးတာမျိုးတွေကျွန်တော်တို့လုပ်ရပါတယ်အဲတက်တာသွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ကနင်းခုကိုပြန်မဖြစ်အောင်လို့ကျွန်တော်တို့ maintenance treatment ဆိုတာလုပ်ရပါတယ်တော့နင်းခုကကျွန်တော်ရှင်းမှာပြောထားသလိုပဲသူကနာတာရှည်ရေပြားယောဂါเนาะဒါအတွင်းနင်းခုပေါ့အခုကျွန်တော်ပြောတာက ဒါကဘယ်လိုဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ကလင်းငယ်တွေမှာဆိုလို့ရှိရင်တော့များသောအားဖြင့်အသက်10နှစ်20နှစ်ကျော်ပြီဆိုလို့ရှိရင်တော့သူ့ရဲ့အရေးပြားကတတ်နိုင်တဲ့လောက်အရေးပြား mature ဖြစ်သွားပြီပေါ့နော်။ပေါ်ရံလွားသူ့ဟာသူကောင်းသွားပြီပေါ့နော်။အပေါ်ရံလွားကောင်းသွားတဲ့အခါမှာတချို့ကလေးတွေငင်းကူတာပေါ့သူပျောက်သွားတာရှိတယ်။ဒါပေမဲ့တချို့ကလေးတွေမှာဆိုလို့ရှိရင်သူကလူကြီးဟိုအထိပေါ့နော်။သူဒီငင်းကူကဆက်လက်ပြီးတော့ဖြစ်သွားတာတွေ့ရတယ်ပေါ့နော်။အဲ့ဒီအခါမှာကျွန်တော်တို့ကနှင်းကူကခုနပြောလို့သူကတွေးတိုးစီဂျူယောဂါလိုပဲ။ ပြင်းပြင်းထန်ထန်ဖြစ်တဲ့ဆိုလို့ရှိရင်ဆေးများများတောက်ဆေးလိမ့်ဆေးတွေတော့ပါတယ်။တက်တာလာပြီဆိုရင်ကျွန်တော်တို့ကဆေးတွေကိုဖြည်း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 ချင်းရှော့ရပါတယ်။အဲဒီလုံးဝပုံမှန်ရေပြားလိုပြန်ရသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က maintenance therapy ဆိုတာလုပ်ကြတယ်။ moisturizer အမြဲလိမ့်ရတယ်။တချို့တော့လိမ့်ဆေးတွေကိုကျွန်တော်တို့အနည်းငယ်ဆက်ပြီးတော့လိမ့်ရပါတယ်။ဒါမှပြန်မဖြစ်တာပေါ့နော်။နင်းခုတွေပါလို့ခဏခဏပြန်ဖြစ်တာလေပေါ့နော်အဲ့ဒီပြန်ဖြစ်တဲ့အထင်မှာပထမဦးဆုံးအကြောင်းရင်းကတော့ဒီကျွန်တော်တို့ပိုးဝင်တာပေါ့နော်ပိုးဝင်ရင် လိုလိုနေနှင်းကူကအရင်အကောင်းကနေရုတ်တရက်ထဖြစ်တယ်ပထမတစ်ချက်နောက်တစ်ခုကကျတော့ကျွန်တော်တို့ခုနပြောတဲ့ maintenance တောင်းသွားပြီဆိုလို့ရှိရင် maintenance လုပ်တဲ့ပြန်မဖြစ်အောင်လုပ်တဲ့လိန်စီမလိမ့်တာအဲ့ဒါဆိုလို့ရှိရင်နှင်းကူပြန်ဖြစ်တယ်နောက်တစ်ခုကကျတော့ကိုယ်နဲ့မတည့်တဲ့အစာတောက်ကြည့်စားမိတယ်နောက်တစ်ခုကကိုယ်နဲ့မတည့်တဲ့ဆေးဝါးတွေကိုတောင်းမိတယ်ဒီလိုတွေဆိုလို့ရှိရင်နှင်းကူကပြန်ဖြစ်တယ်နောက်တစ်ခုကတချို့လူနာတွေမှာရှာရှာပပကျွန်တော်တို့ဒီ စိတ်ပြည့်စုံမှုအားများတဲ့အချိန်မျိုးတွေမှာနင်းကူပြန်ဖြစ်တဲ့လေ။ဒီသဖြင့်နင်းကူတွေကကျွန်တော်တို့အရန်အေးတဲ့ data အရန်အေးတဲ့ရာသီဥတုတွေဆိုလို့ရှိရင်နင်းကူတွေကပြန်ဖြစ်တဲ့။ဟောဒါတွေကနင်းကူပြန်ဖြစ်စေတဲ့အကြောင်းအရာတွေပေါ့နော်။အဲ့တော့သူကနှင်းကူကအမြင့်ဖြတ်လို့ရလားမရဘူးလားပေါ့နော်အတွင်းနှင်းကူဆိုလို့ရှိရင်တော့သူကထိန်းထားလို့ပဲရတယ်ခဲယူအပြင်းနှင်းကူပေါ့နော်အခုမှကျွန်တော်တို့ကဒီ chemical တွေကြောင့်ရေတွေကြောင့်ဆက်ပြာကြောင့်ပုံတွေကြောင့်ဒီအကြောင်းအကြောင်းကြောင့်အရေးပြားအားနည်းလို့သူမဟုတ် ပြေးကြောလေးတွေအားနေလို့ဖြစ်တဲ့မင်းကဒါရီယာဆိုလို့ရှိရင်တော့ခုနပြောတဲ့ဒီသူ့ရဲ့အရင်ကအကြောင်းရင်းခံကိုပူလိုက်တယ်အကြောင်းရင်းခံကိုဖယ်ရှားလိုက်တယ်ဆိုလို့ရှိရင်တော့မှပြတ်မယ်ဖြစ်တယ်ဒီအတွင်းနှင်းကိုပေါ့အတွင်းနှင်းကိုကကြာကိုယ့်ရဲ့ဒီ genetic ကိုယ့်ရဲ့မျိုးရိုးဗီဇမှာဒီပြား၆တဲ့ဗီဇပါလာတဲ့အတွက်ကြောင့်နှင်းကိုကပြည့်ဖြစ်လိုက်ပြောက်လိုက်ဖြစ်မယ်စောင်းတွင်းနေဆိုလို့ရှိရင်ပို့ပြီးတော့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ခုတဲ့အခါမှာနှင်းကိုဘယ်လောက်ဆိုဆိုကျွန်တော်တို့ကပုံမှန်အခြေပြားရအောင်ပို့လို့ရတယ်အတိမ်နဲ့ပုံမှုတည်တယ်ဘယ်လောက်များလဲပုံမှုတည် ိုးဝင်သလားပိုးမဝင်ဘူးလားအနာတွေဖြစ်နေသလားဒီဘက်မှာကုတည်တယ်ဆိုတော့အဲ့ဒါအဲ့ဒါတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကုတယ်အရင်ဆုံးပုံမှန်ကျွန်တော်တို့ပုံမှန်ရေပြားရတော့လုပ်တယ်နော်လုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဟိုအရေပြားကိုဆက်လက်ပြီးတော့နင်းကိုပြန်မဖြစ်အောင် training maintenance ကိုဆက်လုပ်ကြအဲ့ဒါမှပဲနင်းကိုကပြန်မဖြစ်တာဟိုတချို့လူနာတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့တောက်ဆေးပေါ့နော်နင်းကိုတအားပြင်းထန်တဲ့သူတပြင်းလက်တွေခြေတွေမှာဖြစ်တယ်ဆိုလို့ရှိရင်နင်းကိုကလိမ့်စေးလောက်နဲ့မရပါဘူးဒီနာတာရှိနင်းကိုကုတဲ့တောက်ဆေးတွေရှိပါဒါတွေနဲ့ကုရပါတယ် အဲဒီနဲ့ကုတဲ့အခါမှာကျွန်တော်တို့အနည်းဆုံး6လတစ်နှစ်အလိုကုပြီးသွားပြီဆိုလို့ရှိရင်ပုံမှန်ရေပြားရပါတယ်ပုံမှန်ရေပြားပြန်ရပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတောက်ဆေးတွေကိုလျှော်တယ်ခုနပြောလို့ပြန်မဖြစ်အောင်လိမ့်တယ်လိမ့်ဆေးတွေပြန်လိမ့်ထားတယ်အဲ့ဒါဆိုလို့ရှိရင်တော့နင်းကကျွန်တော်တို့အကြာကြီးပေါ့နော်ဒီငါနှစ်ကျွန်တော်တို့ပြန်မဖြစ်တော့တာတွေရှိပါတယ်ဒါကတော့နင်းကကိုဘယ်လိုမျိုးကုတာလဲဘယ်လိုမျိုးပြန်မဖြစ်အောင်လို့ခင်းရလဲဆိုတာကိုပြောပြပေးရဖြစ်ပါတယ်နောက်တစ်ခုကဒီနင်းကဖြစ်တဲ့အခါမှာတအားမကုတ်ဘူးနော်အကုတ်တဲ့အခါမှာလဲဒီပိုးဝင်သွားတာတို့လက်ဆေးတက်တာတို့ဓာတ်ရှိတဲ့အတွက်ကြောင့်တက်နိုင်သလား မကုတ်ကုတ်ကလေးတွေဆိုလို့ရှိရင်ကျွန်တော်တို့လက်သေးချေသေးတွေကိုတူတူလေးတွေပြောင်းညှက်ထားပြဖို့ဒါတွေအရေးကြီးပါတယ်။ကဲ၍အမတန်ပြင်းထန်တဲ့နှင်းကူတစ်ကိုယ်လုံးကိုဖြစ်သွားတဲ့နှင်းကူခုနကကျွန်တော်ပြောတဲ့ရေပြားတွေကိုပိုးဝင်သွားတာနောက်တစ်ခုကအဲ့ဒီမှာမှကျွန်တော်တို့ရေယုံပိုးဝင်သွားတဲ့နှင်းကူဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုအပ်တဲ့ဆိုလို့ရှိရင်ရေယုံတင်ပြီးတော့ပူတာရတဲ့အဖြစ်ဖြစ်နိုင်တဲ့အတွက်ကြောင့် ဟိုနင်းကူပေါ်ပေါ်လေးတော့မထားစေချင်ဘူးယောဂအနည်းငယ်ဟိုကာလာမှာတေးချပြပြီးတော့တော့တက်တောင်ကိုကုတာတင်တယ်လို့ကျွန်တော်ကတော့ပြပေးချင်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ